အားလုံးပဲမင်္ဂလာပါရှင်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စာရေးဆရာတွေဦးနေရေးသားတဲ့နေပါရလို့နေရရင်လဲဆိုတဲ့ဝတ္ထုတိုးလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ကျမကတော့စာဖတ်သူနန်းတိမ်ကြီးဖြစ်ပါတယ်အခန်းတည်းနတော်လားပြည့်ကြောခဲ့ပြီမို့အညာဆောင်ဤတယုတ်တီပြည်ပြင်တက်ဝင်လေပြီနေရှိခွင်သည်နှင်းမုံတို့ဖြင့်ပြာလဲလဲဖြစ်နေသည်တစ်ပင်ပန်းမန်တို့သည် နှင်းရီတို့ဖြင့်ချွဲချွဲဆူလျက်ဒီတို့သောစောင်းဝရာသည်ဤအလှကိုခံစားရင်ရာကတဲ့မော်ရှိ လူသားလန်တိုင်းဥဆန်ခပြေးပြေးမှန်မှန်လျှောက်လာသည်ဥဆန်ခမှာ အသက်60ကျော်လင့်ကစားငယ်စဉ်က ကာယအားနှင့်လှုပ်ရှားကင်စားခဲ့သူမို့တံမာဖြက်လက်စေသို့သောဇရာကိုအန်တုနေရပြီအအေးတံကိုကာဝေးရန် အနှွေးတဲ့တပတ်နွမ်းထူထူနှင့် ြင်းလုံးကြီးထူထူထက်ထက်ကိုဝှက်ထားသည့်အပြင်ခေါင်းစွန်းနှင့်ခြေစွပ်ကပါသေးသည်မြို့ဦးလေးဆန်ကမနဲ့အစော်ကြီးပဲသောမလို့တော့ကိုမြအောင်ကခြေပန်းပုံဆိုင်ထန်းကိုထန်းလျက်ကျက်တော်နီပြိုးပေါင်းများကိုခြေပန်းနေရင်းကဦးဆန်ခါကိုနှုတ်ဆက်လိုက်သည်မစောတော့ပါဘူးမြအောင်ရခုနှစ်နိုင်လောက်တော့ရှိရောပေါ့နေမပူခင်လေးလမ်းလျှောက်ချင်လို့ငါရခင်းနေပဲထွက်လာလိုက်တာဒါနဲ့ ဒီနှစ်မင်းကျက်သွန်ပြောတော့ကောင်းမှကွာအပင်ပြည့်ပြီးတန်နေတာပဲဘောင်တွေလည်းအများသားဘလောက်ထောင်ထားတော့ဥဆန်ခပြောကြအောင်ကိုမြအောင်ကသဘောတကျပြောရင်စကားဆိုသည်ပြီးခဲ့တဲ့သတင်းကြောမင်းចောင်းဖះဝဲပြီးတော့ပြိုးစာထောင်လိုက်တာမိုးကြီးထူးမခံရလို့အပင်ပြည့်တာရဲ့ကျုပ်လည်းတနိုင်မဲဆိုင်ပါပါအဆဆငားဖို့လည်းမလွယ်ဆက်စီဘိုးကလည်းမချောင်းကိုယ်တိုင်ကျင်းခတ်ကိုယ်တိုင်စိုက်ကြပါပဲအရင်လိုလက်စားလိုက်ဖို့ကလည်း ရွာမှာလူမရှိတော့ဘူး။ဇရေးစကကြီးလုံးလို့မြန်မြလည်းမဆိုင်နိုင်တော့ဘူး။ချော့ထားတာဦးလေးဆန်ခါကြီး။စိုက်စည်ဖို့ထွက်အောင်တစ်ခွဲထောင်ထားတာ။ပြိုးဝယ်တွေလာရင်ကျုပ်စီညွန်မေးအောင်။ကိုမြအောင်စကားတွေကမင်းကြောင့်ဖျားပွဲဆိုတော့အတန်ကြားစဉ်ဖျားပွဲဖြစ်သည်ဆိုယုံမြလုံနိုင်ခဲ့သည်ကို တွေး၍ဦးဆန်ခါစိတ်မကောင်းဖြစ်လိုက်သည်။ဘိုးဘွားစင်စံချင်းချင်းတဲတဲ့ စီကားခဲ့သည်ပင်ဒီနှစ်များလို၆ကက်သေးသိမ့်သောဖျားပွဲမျိုး သူတတက်မကြုံခဲ့ဘူးအေးပါကွာမင်းပြောတော့ဝဲသူတွေအကြိုက်နေမှာငါတော့လုံနိုင်သေးရင်တလေလောက်တော့ချလိုက်ခြင်းသည်ကဲငါသွားအောင်မေဟေးဦးဆန်ခါကကိုမြအောင်ကိုနှုတ်ဆက်ပြီးတခေါ်တတာဝေးတော့သူ့ရာခင်းများစီထွက်လာခဲ့သည်ဦးဆန်ခါဤရာခင်းများမှာသူမလုံနိုင်၍ ပြစ်ထားခဲ့သည်မို့ပေါင်းမြက်တသောသောနှင့်မြင်မကောင်းမြင်လေသည်မ၆တွဲတွေနိုင်လာသည်ဥဆန်ကား၏စိတ်အစဉ်သည်တတရာရှာနေသည်မို့ရှေးစီမှမြင်ကွင်းများကိုမမြင်ဝန်းကျင်မှအတန်များကိုလည်းမကြားပြီအခန်းနှင့်ညီခင်တို့တန်းစင်းတို့ကျက်တုံဆိုင်တဲ့အဖွဲကိုရောခေါ်ပြီးပြီလားကို့အခင်းကြသူများနဲ့ရက်မတိုက်အောင်ကြိုပြောထားနော်မဲတို့တာမမင်းတို့ကျက်တုံချင်းခက်အဖွဲကရောငါတို့စိုက်ွက်ဆို နှရဲလုံးနဲ့ပြီးပါမလား။ဦးဆန်ခါကနေကကြကြောရှိသောသူ့ကျက်သွန်ဆိုင်ကွက်ကိုနွားပြစိမ့်ညီနောင်နှင့်မြေပြင်ရထွန်ရင် သူ့ဇနီးနှင့်သားကိုအလုဆင်နေခြင်းဖြစ်သည်။သူတို့အညာမှာယခုလိုနဒေါ်လာရောက်ပြီဆိုလျင်မိုးရသည့်လုပ်ငန်းခွင်ကပါးစာပြူပြီ။နှွေမှာထန်းတောင်သူတို့ကထန်းတက်ကြယုံထန်းမရှိသောသူများဖို့ကျက်သွန်ဆိုင်ပြူခြင်းကနှွေရသည်မှာ မိသားစုဝင်ဝင်ရမည်လမ်းကြောင်းတစ်ခုပင်ကြက်တော်ကျွန်တက်ဟု ဆိုကြစီကမူအချေရောက်ရင်ဖြင့်ကြက်တော်ဆိုင်လိုက်ရမှသူတို့နေသားကြသည်တော့ချွေးမာလောင်ငင်းခင်ကိုပြီးခဲ့တဲ့တဲ့င်းနဲ့ကကျုပ်တို့ဆိုင်မဲ့ရဲ့ပြောထားတယ်ပြက်လို့ကတော့ညီတို့ကောင်မတွေမလွယ်ဘူးနော်လို့ဆိုခဲ့သေးတာထွန်သွားလမ်းကြောင်းတစ်လျှောက်စူး၍ချထားခဲ့တော့မြန်အမိုက်ထွန်ကြီးပံများကိုလိုက်၍ကောက်နေတော့ဒေါ်မီတုတ်က လင်ဤအမေးကိုဖြေသည်ကျင်းခက်ကနှစ်တိုင်းခန့်နေကြလူတွေပဲဖေဟာမပူစမ်းပါနဲ့ကျုပ်လက်စားလိုက်ထားတာဆယ်ယောက်စာရပေါ့အနေပြညိုဝင်းတို့အခင်ဆခတ်မယ်တုံးရက်လောက်နေကျုပ်တို့အခင်ရောက်မယ်အဖေမန်းတာတဲ့ရက်ဆိုင်နိုင်မှာပါဒီနေ့ကျုပ်တို့အထွက်ကောင်းရင်တော့ကျုပ်ကိုမိမတောင်းပေးရမှာနော်ဟာချုံရှင်းနေရင်မှတာမောင်က သူ့အလိုကိုထုတ်ဖော်သည်ပြီးမှတဟားဟားရီလို့နေသည်တာမောင်ရီမောတန်အဆုံးမှာယာခရိုးချောင်းဆက်က တိုင်းပြူတအုံအရှိဘတ်ထတော်စီထပြန်သွားကြသည် အခန်းသုံးမုံပြာကြီးရာသီရွှေပြောင်းတဆောင်းတစ်ပြန်လီပြီဝင်းနေမုံမုံတုံတုံလေးမျိုးဟေမန်ဦးကူးကူးခဲ့ပြီစောင်းနေကြီးနုဤအောက်တွင်ကြက်သွန်ဆိုင်တမမတ်ညိုအီဤလွမ်းမောဝဲတေးတံကိုနားစင်ရင်သုံးကြိမ်အယောက်30ရှိသောငင်းခင်တို့အဖွဲတန်းညီလက်ညီ ကြက်တော်ဆိုင်နေကြသည် အလျားလေးတောင်အနံ့သုံးတောင်ခန့်ဘောင်ခတ်ထားသော စိုက်ကျင်းကလေးများတဲ့တွင်တယောက်တချင်းနေရာယူ၍ငုတ်တုတ်ထိုင်ဆိုင်နေရခြင်းဖြစ်သည်ကျင်းထိပ်ဘောင်ခြေမှဆား၍တထွာကန့်ရှိသောဝါသို့မဟုတ်တစ်သားစုဖြင့်ကြောင်းဆွဲရသည်ကြောင်းထဲသို့စစ်သွန်ဤပြိုးပင်များကို မိမတထွာသုံးပင်ခန့်စီချရသည် နောက်ဆုတ်ကကက်လျက် ကျောင်းတစ်တကြောင်ဆွဲလိုက်တော့ခါကျောင်းဟောင်းတွင်ချထားသောမျိုးပင်များကိုရေဖုံးမိသားဖြစ်သွားသည်ဤသို့ဖြင့်နောက်သို့ဆုပ်၍ဆုပ်၍ကျောင်းဆိုင်ဆွဲသွားကြခြင်းမင်းမိငေးခင်တို့များသူတကာအကွက်တုံးကလက်ပံမင်းစရက်ကြသလိုညံလို့သူ့ရောက်ခမအကွက်ကြအတန်တော့မထွက်ဘူးရောက်ခမသဘောကြခါမီကိုထွက်အောင်စိုက်နေတဲ့ကောင်မစိုက်ဖို့စိုက်ဖန်တငယ်ချင်းမများစတော့ငိမ့်ခင် အတန်ထွက်ရီမိသည် မဟုတ်ရပါဘူးအေတို့ရဲ့မျိုးရေးတန်ကောင်းလို့တော့နားထောင်နေတာပါငါရောက်ခမတော့ငါပိုင်ပြီးသားချမင်းဟင်းကအစဘာဟင်းချက်ပေးရမလဲမေးတာနော်အေးမပိုင်တာဟောဟူကပြိုးနှုတ်နေတဲ့ကိုတာမန့်ကိုပဲငါကအပြက်ပြောပြီးသားဒီဝါမဝင်ငယ်လာတောင်းရင်တောင်းမတောင်းရင်တော့ရှောက်တော့ရွာသားလာတောင်းတာခေါင်းငိတ်ပစ်လိုက်ပါလို့ပြောပြီးသားတော်ရေးငိမ့်ခင်ဤအတီလိုလိုနောက်တလိုလိုနဲ့ပြောလိုက်တော့စကားကြောင့် ကျက်သွန်ဆိုင်သမားတို့ကဟေကနေပွဲကြသွားသည်ထလန်းလန်းတွင်ကျက်သွန်ပြိုးများကိုနှုတ်ပေးနေသောတာမောင်ဖိုးစင်ညိုဝင်းနှင့်တင်ဦးတို့မှတဲတဲကွဲကွဲမကြရသည်မို့ကောင်းထောင်ကြည့်လိုက်သေးသည် သို့တော်သူတို့မှမငေးအားစိုက်သမားများစိုက်ပြီးသမျှကျင်းများတဲ့ကပြိုးပင်များကို နေမတက်ရန်ဂျေပန်းဆိုင်ထန်းကိုစီဖြင့်ရေလိုက်ပန်းရပေအောင်မီစိုက်ရီကို ဒီတို့ဆိုင်မှာမြေကြပြီးအပင်တက်မြန်သည်ကျင်းတက်ချိန်ပြိုးပင်များကရွက်စိမ်းများဖြင့်အညွတ်တက်ရှင်တန်လာချိန်ကြမှာရေတွင်ဆိုင်ကြသည်သာရေအတွက်ကသူတကားလိုပူစရာမလိုလေးငါးတောင်ခန့်သာနဲ့တော့ဘိုးဘွားရေတွင်ကစိုက်ခင်းထိန်ကတဲ့ဆောင်တွင်ရှိသည် ရေကောင်အောင်မလောင်းနိုင်ရေထွက်အားကောင်းလာသည်ရေတွင်မှာမောင်းဝါဆင်ထားပြီးတိရိပ်ရသည်မို့ နှစ်တိုးပေါင်များနဲ့အာတန်သောတာမောင်တို့အဖို့တဏီကုံအေးအေးဆေးဆေးရေငင်ရေလောင်းနိုင်သည်မောတဲ့ကျင်အရောက်မှာတော့ဥဆန်ခါနှင့်ဒေါ်မီတုတ်တို့ကဂျေနွေအို ထမင်းတောင်းများကိုလှဲဖြစ်တင်၍ရောက်လာသည် သူတို့အဖွဲတပုတ်ပင်ရိတ်မှာ ထမင်းစားနာကြသည် ထမင်းဟင်းတောင်းများအဖွဲမှာတော့ဒေါ်မီတုတ်လက်ရာဟင်းနံများက စားကျင်စိတ်ကိုဂျိုဖိတ်စေလိမ့်ပြီးညီးတို့တဲ့ အမဲသားမစားသူပါလာ၏အမဲဦးနဲ့မြင့်ချင်ချက်လာတယ်ဘဲပုံနဲ့ငရုတ်သီးထောင်းလဲပါတယ်အမဲမစားသူအတွက်လက်ဖက်တုပ်ပါတယ်ပုံရင်ကြီးတုပ်လဲပါတော်ငရိုးဝိုင်းလေးတွေလဲကြော်လာတယ်ကြံသူလဲစားရတယ်နော်အများကြီးကြော်လာတာမကြီးချင်ကို မြေဘဲဆန်တောင်းနဲ့တုပ်ခဲ့တော်စားကြကောင်းမလေးတွေဟဲ့တာမောင်တို့လဲတခါလဲလာဝိုင်းစားကြမယ်အကြီးတုပ်တာမောင်အပြင်နောက်ထပ်သားတယောက်ထမ်းမွေးရမှာတော်ခုတော့ကျုပ်တို့အကြီးတုပ်ကို ရောက်ခမတော်ဖို့ငိမ့်ခင်မနဲ့ရန်တက်မှဖြစ်တော်မင်းရန်တက်เสียမလိုပါဘူးတော်ตาမောင်လည်းပင်ဖတ်ပေါင်းနေတယ်ဟောဒီကညိုဝင်းရဲ့ဖိုးစင်ရဲ့တင်ဥရိုရဲ့ကလည်းငါသားတွေပဲလीအားလုံးကဒေါ်မီတိုစကားကို တဟာဟာယူနိုင်တော်လဲတင်ဥမှာရှက်တက်သူမို့ခေါင်းမဖော်ပဲထမင်းသာအတွင်ငုံစားနေသည်ဒီအကွက်ကိုချောင်းနေတော့အဖွဲခေါင်းဆောင်အပြိုကြီးမညိုအေးက အလွတ်မပေးအမလီတင်ဥရဲ့ ထမင်းပြူတက်တက်ပဲစားနေသလားဟင်းတွေထဲစားအောင်လေငါနယ်ဖက်ပြီးခွန့်ကြွေးရမလားပြောမန်းညို့အေးစကားဆုံးတင်ဦးကသူ့ထမင်းပကံမှပြီးပြေးတော်သည်ဤဒီကိုပင်တက်တွန်ဆိုင်တမတဦးကလှမ်း၍နှောက်လိုက်သေးသည်ကြီးတို့နော်တော်ရုံကောင်းပါလိမ့်မယ်ငါလူထမင်းမဝိုင်းညက်နေအိမ်ပြန်ငါထမင်းတိုးချက်နေရအောင်မယ်နော်ဒီတို့ပြောကြဆိုကြရင်ဝိုင်းပွဲစားကြသည်မို့ဒေါ်မီတို့ထမင်းဟင်းက ို၍မြည်နေကြသည်။ဦးဦးဘုဒ္ဓဆန်းတို့တောင်ပန်ဂျာကုန်းစီကအတန်ပြုလာ၍ဦးဆန်းခအတန်ပြန်ပေးလိုက်ခြင်းဖြစ်သည်။ဘုဒ္ဓဆန်းတို့လည်းယနေ့ကျက်တော်ဆိုင်ရန်သူတို့လည်းစိုက်တမမနေလား။ဓမင်းစားခြင်းအချင်းချင်းဓမင်းစားလှမ်းခေါ်ခြင်းမေ။စားပြီးကွန်းတရာညံ့မြနာကြသည်။ပြီးမှစိုက်သူဆိုင်ရေပန်းသူပန်း ယွန်းတို့သူနှုတ်ကြသည် နေပူပူအောက်တွင် တေးတချိုချိုကျွေးတဆူဆူနှင့်အလုတ်ကိုအားဆိုင်နေကြသည်ကိုမြင်၍သူ့ရဲ့သူ့ရွာက လူငယ်လူရွယ်တို့အပေါ်ဥဆန်ခအားရကျေနပ်မိသည်ဒီလူငယ်တို့လုံမတို့သည်ရွာအတက်ရွာချက်တည်းရဲရွာဤအားကိုးရာရွာပခုံးလေးများဟုဥဆန်ခမှတ်ယူထားသည်ထိုနှစ်ကဥဆန်ခတို့စက်တော်ထွန်းနှောင်းကောင်းခဲ့သည် ဈေးကောင်းလဲရသည်မို့ကြီးမန်းထားသည့်အတိုင်းတာမောင်နှင့်ငင်းခင်တို့ကို တင်တောင်းတင်တယ်ထိမ်းများပေးနိုင်ခဲ့သည်တာမောင်တို့ဇနီးမောင်နှံသားလေးတယောက်ရသည်အထိသူတို့အရက်နှင့်သူတို့ဇံနေပျော်ထိုင်ပျော်ရှိခဲ့သည်သို့သော၄၅နှစ်ကြာမှ ကိုဗစ်ကပ်ရောဂါကို ကြုံရသည်ထိုမှဆက်လာသောအိမ်မဆိုးကာလများကြောင့်သူတို့အရက်ကလေးသည်နေပျော်ရာမဟုတ်တော့လေပြီ ရေကြီးရာမဟုတ်တော့လေပြီဒီတို့နှစ်ပင် သူကျင်းနဲ့အားရခဲ့တော့ကြွပခုံးလေးများသည်လည်းတစတစရော်ပါပြောက်ွယ်သွားကြလေပြီ အခန်းလေးကျုပ်တို့စက်ယုံကအလုတ်ကောင်းတော့ငွေစုမိပါတယ်အဖေလည်းတောအလုတ်တွေကိုယ်တိုင်မလုံနဲ့နော်အမေကျမ်းမာရေးကိုသာဂရုစိုက်ပေးပါကျုပ်ပိုတာနဲ့မလောက်ရင်ပြောဖေအဖေမီးအတွက်လည်းဘာမှမပူနဲ့သူကထိုင်းကျောင်းမှာအဆင်ပြေတယ်တန်းစင်စုတွေရနေတာကျုပ်တို့လည်းမရတော့ သူ့ကိုဒီမှာပဲဝဲရတဲ့ထီထားဖို့ရည်မှန်းထားတယ်။နှစ်ကြာရင်ဒီနိုင်ငံသားအဖြစ် ခံယူလို့ရတဲ့ခွင့်လန်းတွေလည်းရှိလာပြီလေ။မင်းညက်နေကရွာမှာကြံကောင်းကြံရတင်ခွေကြံခဲ့တော့ညိုဝင်းစီကိုတားဖြစ်သူက ဖုံးခေါ်ခဲ့သည်ပင်တားဖြစ်သူစကားဆုံးမှာဥဆန်ကအင်းအဲမလုပ်ပဲဖုံးချပြစ်ခဲ့သည်တားနှင့်မြေကို လွမ်းနာကြ၍အိပ်ရတယ်လဲနေတော့ ဇနီးတဲ့ဒေါ်မီတို့ကို သူမြည်တို့ပြန်နှစ်သိမ့်ရမည်မသိ။ဒါဖြစ်သူဤစကားကိုလည်းပြန်လဲချေပနိုင်စွမ်းဝေပန်သုံးသပ်နိုင်စွမ်းသူ့မှာမရှိ။ဦးဇန်ခါကသူ့ယာကင်းများကို စိတ်လိုလက်ရကြည်ပြီးသည်နှင့်နေမမြင့်မီရွာဘက်သို့ခြေဦးပြန်လှည့်ခဲ့သည်။အပြန်တွင် ကိုမြအောင်ကိုနှုတ်မဆက်ဖြစ်တော့။ကိုမြအောင်ကယာတော်ွက်ချားရှိစက်တုံဆိုင်ွက်တစ်ခုတွင် ဥဆန်ခဖြတ်သွားရာလမ်းဘက်သို့ကြောပေးကတချင်းတကြောကြောနှင့်အားဆိုင်ခါကျင်းခံနေသည်ဆိုင်းမင်းသားနှင့်အတန်ဝါဝါကြီးနှင့်ဆိုလိုက်တော့ကိုမြအောင်ဤတချင်းတန်ကဥဆန်ခ၏အကြအာယုံကို ဖြဲ့၍နှလုံးသားတိုင်ဒုဒုတိလာရိုက်ခံနေသည် နှစ်တိုင်းဆက်ထွန်တက်သွန်ခင်းကသွဲညီညွရေးနှင့်အသက်ရှိရှိနေမယ်မောင်ရဲ့လက်ရည်တပြင်းသည် ရှေးကတော့ပိုချစ်ကြတယ်။နားဆင်ပေးသူအားလုံးကိုကျေးဇူးတူးပဲတင်ရှိပါတယ်ရှင်။